။တက္ကတော်ပြောသလိုတက္ကတော်တို့ရဲ့ဖခင်ကအချိန်ပြည့်တည်နေတယ်ဆိုရင်အဲ့ဒီနာကိမုံတိုင်းကြီးတိုက်မှာဘူးဘာလို့ကြုံမသိတာလဲဘာလို့ကြုံပြီးလာမပြောတာလဲနောက်ပြီးဒီနေ့မှာငလင်အကြီးအကျယ်ထုတ်တဲ့အတွက်ကြောင့်လူပေါင်းမျောများစွာတည်ကြည်ပျက်စီးခဲ့ရတယ်။အဲ့ဒီထဲမှာဖန်ဆင်းရှင်ကိုကွယ်တဲ့လူတွေလည်းပါတယ်။တက္ကတော်တို့ဖခင်ကတက္ကတော်ပြောသလိုအချိန်ပြည့်တည်နေတယ်ဆိုရင်အဲ့ဒီငလင်လှုပ်မှာဘူးဘာလို့ကြုံမသိတာလဲဘာလို့ကြုံပြီးလာမပြောတာလဲ အဲ့ဒါတွေကိုကြည်သောအားဖြင့်ဒကာတော်တို့ကိုးကွယ်တဲ့ဖရာမရှိဘူးဆိုတာထင်ရှားပါတယ်နော်မရှိလို့လည်းပဲရာဇဝင်ဆရာကြီး HG ဝဲကအနန္တတခုရှင်သာဝရဖရာသည်တကယ်အထင်ရှားရှိ၍ဤလောက အတွင်း၌တိုက်ခိုက် နေကြသောစစ်ပွဲများတည်ကြည်ပျက်စီးခြင်းများစစ်နှင့်ပတ်သက်သောကြောက်လန့်ဖွယ်ရာများကိုတားဆီးနိုင်သောတတ္တိရှိပါလျက်တမင်စိန်ခံပြီးကြည်နေခဲ့သည်ဆိုလျင် ထိုထာဝရဘုရား၏အဖုံးအကာမရှိသောမျက်နာကိုတရွင်းနှင့်ထွေးမိမှာအမှန်ဖြစ်သည်လို့ပြောတာပေါ့အဲဟယ်လိုမင်္ဂလာပါခဏဖုံဖုံပြောထားတဲ့အရာကိုပေါ့နော်ကျွန်တော်အတူချုပ်အနေနဲ့လက်ချက်ပေါ့နော်ဖုံဖုံပြောထားတဲ့ဟာကိုကျွန်တော်ပြန်ပြီးမှရှင်းပြပြမယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ဖုံဖုံကပြောဘာပြောလဲဆိုလို့ရှိရင်သူကယေရှုကပေါ့နော်ကျူတင်အရာရာကိုကျူတည်တယ်ဆိုလို့ရှိရင်ဘာလို့ကျူမပြောရလဲပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ယေရှုကျူပြောထားတဲ့အရာတွေကဒီငလင်လှုပ်ခြင်းနဲ့ပတ်သက်တာဒီမကဘဲနဲ့အခြားသောအရာတွေများစွာကိုကျူတင်ပြောထားပါတယ် ဘယ်မှာလဲဆိုရှင်မသက်ခရင်ကျန်ခန်းကြီး24ကနေ24ပေါ့နော်24အခန်းငယ်၄ကနေမှာတခန်းလုံးကိုဖတ်သွားမယ်ဆိုလို့ရှင်ဒါနောက်ဖြစ်မဲ့အရာတွေအကုန်လုံးကိုယေရှုကမိန့်မုတ်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါအားဖြင့်ကျွန်တော်တို့ကယေရှုကဗာမိန့်လဲဆိုလို့ရှင်တနိုင်ငယ်နဲ့တနိုင်ငယ်စစ်ဖြစ်မယ်တဲ့လူနဲ့မျိုးနဲ့ချင်းရံမဲ့ဖြစ်မယ်ပေါ့နော်မြေတုံခါမယ်ရေကြီးမယ်ပေါ့နော်နေချက်မယ်လာချက်မယ်ပြီးလို့ရှင်ကျယ်တွေပြက်ကျွေမယ်ပေါ့နော်ဒါလိုမျိုးယေရှုကမိန့်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်ဒုတိယတစ်ချက်ကဦးစင်းကဗာပြောလိုက်လဲဆိုလို့ရှင် ကဲတင်ရှင်တာပေါ့နော်သူကကဲတင်နိုင်ရတဲ့နဲ့တတိရှိရတဲ့နဲ့ဘာလို့မကဲတင်ဘူးဆိုလို့ရှိရင်တတွေးထွေးထွေးချင်းလောက်เสียရှိရအဲ့လိုမျိုးပြောပေါ့နော်ကြော်ပြောပေါ့နော်ဘာလို့ကဲတင်နိုင်နဲ့ဘာလို့မကဲတင်လဲအလိုပြောရပေါ့နော်ဘာလို့နားလည်ထားမဲ့ချက်ကလောကမှာတော့မှတရားဥပဒေဆိုရှိရလေဘလို့တရားဥပဒေဆိုရှင်တရားရုံးမှာမျှတဆိုတာ ਨੇ ကျွန်တော်တို့ကိုဘာလို့ပြောမလဲတရားစီရင်ကြရပေါ့နော်အဲ့လိုပဲကျွန်တော်တို့ရဲ့ဖျားတခင်ကပါလဲဆိုရှင်မျှတတဲ့ဖျားဖြစ်တယ်မလို့တရားမျှတတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေက သင်ကျင်သုံးသပ်ရမှာဖြစ်တယ်ဒီဥပမာဖះကလှုပ်တာလားလူကလှုပ်တာလားဆိုတော့ပြန်လဲသိဖို့လိုအပ်တယ်ဘာလို့ဆိုရှင်ဖီတယောက်ကနေမှကလေးတယောက်ကိုဓာတ်မကင်နဲ့လို့ပြောတဲ့အခါမှာအဲ့ကလေးကနေမှဓာတ်ကင်လို့ရှာသွားလို့ရှိရင်ကလေးကအဖေစကားနားမဆောင်အဖေကအပြစ်ဒဏ်ပေးရလားဒါမှမဟုတ်ကလေးကသူ့ရဲ့လှုပ်ဆောင်မှုကြောင့်သူခံရလားကိုကိုပြန်သိဖို့လိုတယ်အဲ့လိုပဲကျွန်တော်ဒီအခုလက်ရှိနေထိုင်တဲ့ကဘာကြီးကလည်းဘာဖြစ်လဲဆိုရင်အဓိကအဖြစ်မြန်မာနိုင်ငံကြီးမှာဘာဖြစ်လဲဆိုရှင် ကိုကောင်းစားဖို့အတွက်နဲ့ဘာဖြစ်လဲဆိုရှင်တစ်တော်တွေခုတ်တယ်လူအတွက်နဲ့ပဲဘာဖြစ်လဲဆိုရှင်ရေနံနေသူကြောက်မြက်ရေနံအမျိုးမျိုးတူးတဲ့အခါမှာဘာဖြစ်လဲဆိုရှင်တို့တွေတစ်တော်တွေတဘာဝလောကကြီးကိုထိန်းသိမ်းမဲ့တစ်တော်အကုန်လုံးပျက်စီးသွားပြီအဲဒါကြောင့်တို့တွေရဲ့ထိန်းသိမ်းနိုင်တဲ့အစွမ်းကမရှိတော့တဲ့အခါမှာကဘာမြကြီးတုံခါတဲ့မျိုးမျိုးတွေဖြစ်တယ်လို့ရှင်ထိန်းသိမ်းနိုင်တဲ့ ရာတွေမရှိတော့မြေအောက်ကနေပြီးမှရေတွေဆုပ်ယူမှုတွေဖြစ်တယ်။ဒီလိုဆုပ်ယူရခါမှာမြေအောက်မှာကျွန်တော်တို့ထိမ့်သိမ်းပြီးထားရဲ့ရေအားကညော့နေလိုက်ခါမှာမြေကြီးကစုံဝင်သွားတယ်။အဲ့လိုမျိုးခါတွေမှာဘာဖြစ်သလဲမြေငလင်လုတ်ချင်းတွေဖြစ်တည်တာဖြစ်တယ်။ဒါကြောင့်မို့ဒါကလူလုတ်တာလားဖျားလုတ်တာလားဆိုပြန်လဲသိဖို့လိုအပ်တယ်။ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေရလဲကျွန်တော်တို့လူတွေကိုယ်တိုင်ပဲဖြစ်တယ်ပေါ့နော်။ဒါလေးသိဖို့နားလဲနားလဲဖို့လိုရဲ့ဖျားသခင်ကသူ့ရဲ့လူတွေကိုပေါ့နော်ဒီအရာတွေဖြစ်လာတဲ့အခါမှာလဲမစိုးရိမ်မဲနဲ့မကြောက်လက်မဲနဲ့ သူ့ရဲ့ယုံကြည်သူတွေကိုသူ့ကိုပဲမျှော်လင့်ဖို့ရန်အတွက်ဘုရားကမိန့်တော်မူခဲ့တာဖြစ်တယ်ကျွန်တော်တို့နှလုံးသားမှာလည်းအမြဲတမ်းကျင်းဝတ်နေမယ်ဆိုလို့ရှိရင်ဘုရားရဲ့ဂတိတော်တွေကိုမှတ်ယူမှအမြဲအသက်ရှင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေလည်းဒီအရာတွေကိုကြောက်လန့်နေစရာမလိုပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်